တပိတ်ချင်းမျိုးနယ်တွေကနတ်တွေဖွဲ့ထားရတဲ့ရတနာပေါင်းစုံထွက်တဲ့ထူးဆန်းလုံးနဲ့တွင်းစီ ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Crazy အန်ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေ။ဒီကနေ့တင်ဆက်ပြီးသွားမယ့်အကြောင်းအရာကတော့ဗဟုသုတရဆရာလေးပါ။တပိတ်ချင်းမြို့နယ်အတွင်းမှာတရှိတဲ့နတ်ဖွဲ့ထားတဲ့ယန္တနာတွင်လို့တင်ဆောင်ခံရတဲ့ထူးဆန်းတဲ့တွင်စီအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါရစေ။ထူးဆန်းတဲ့တွင်စီအကြောင်းကိုမပြောခင်တွင်စီတရှိရာအရက်ဖြစ်တဲ့တပိတ်ချင်းမြို့လေးအကြောင်းကိုချက်တဲ့အတူတူလိုက်ပါပြီးတော့ကြည့်ရှုလိုက်ရအောင်ပါလားရှင်။ တပိတ်ချင်းမြို့နယ်လေးရမြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးတပိတ်ချင်းခရိုင်အတွင်းပါဝင်တဲ့မြို့နယ်တစ်ခုပဲဖြစ်ပါတယ်မန္တလေးတိုင်းဒေသကြီးရဲ့အမြောက်ဘက်အကြဆုံးမြို့နယ်လေးမှာလည်းဖြစ်ပါတယ် မြို့နယ်ရုံဆက်ရမြို့ကလည်းတပိတ်ချင်းမြို့ပဲဖြစ်ပါတယ်။တပိတ်ချင်းမြို့နယ်ရဲ့အဓိကအစည်းအဝေးလုပ်ငန်းကတော့စံစဘာစိုက်ပျိုးခြင်းလုပ်ငန်းဖြစ်ပြီးတော့တောင်ယာစနစ်ကိုသုံးပြီးတော့လုပ်ကင်ခြင်းကပုံမများပြားပါတယ်။ဒါရီအပြင်အင်းလုပ်ငန်းတွေကိုလည်းလုပ်ကင်ကြပါသေးတယ်။တပိတ်ချင်းမြို့နယ်အတွင်းမှာတော့အဖိုးတန်သစ်တော်တွေကရေရရမရှိလာပါဘူး။ဝါးပင်နဲ့ထနောင်းပင်တွေကသာများသောအားဖြင့်တွေ့နိုင်ပါတယ်။ ော်ကုံမြို့နယ်နဲ့နီးစပ်ပေမဲ့လည်းအဖိုးထံကြောင်းမြတ်ယတနာတွေကတော့ပြောစမပြူရလောက်တဲ့အထိတပိတ်ချင်းမြို့နယ်အတွင်းမှာမထွက်ရှိသေးပါဘူး။တပိတ်ချင်းမြို့နယ်ရဲ့စုစုပေါင်း area အခြေဝင်းကတော့995စတူရဲမိုင်ကျဲဝင်းပါတယ်ဘယ်လေးမြန်နေပြင်အထက်ပေ900အထက်မှာတည်ရှိနေတာဖြစ်ပြီးတော့ တောင်ပွတ်တောင်တန်းကြီးတွေရာလဲတောင်မမြောက်ကိုထဲတန်းလျက်တည်ရှိလို့နေပါတယ်။မြို့နယ်ရဲ့အနောက်ဘက်မှာတော့အေယာဝတီမြစ်ဟာမြောင်းမတောင်တို့စီးစင်းနေပါသေးတယ်။မြို့နယ်အတွင်းမှာဆိုရင်လဲတဘာဝတောင်ကြချောင်း60ခန်းရှိရလို့လဲသိရပါတယ်။တပိတ်ချင်းမြို့နယ်ကတော့မန္တလေးတိုင်းအတွင်းမှာရှိတဲ့တခြားသောမြို့တွေနဲ့ရှင်ကြည့်မယ်ဆိုရင်စီးပွားရေးတိုးတက်မှုအနေကွေးတဲ့မြို့နယ်လေးတစ်ခုဖြစ်ပါတယ်။ မြို့နယ်နေလေးလူတို့ဟာဆိုရင်တော့စိုက်ပျိုးရေးလုပ်ငန်းကိုပဲအဓိကထားပြီးတော့လုပ်ကင်ကြပါတယ်။ဒါအပြင်ဒူးဖော်ချင်းကိုလည်းစီးပွားဖြစ်လုပ်ကင်ကြတာဖြစ်ပါတယ်။ရွှေဒူးဖော်ချင်းဖြစ်ပါတယ်။မြို့နယ်ရဲ့အဓိကထွက်ကုန်နေနေကတော့စပါးပဲမျိုးစုံဖြစ်ပြီးတော့မန္တလေးမြို့ပေါ်ကိုအဓိကထားတင်သွင်းရောင်းချပါတယ်။ မန္တလေးမြို့ကလူသုံးကုန်စားသောက်ကုန်တွေကိုတပိတ်ချင်းမြို့နယ်စီကိုပြန်လည်တင်ဖို့ရောင်းချပါတယ်။အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းတွေလည်းလုပ်ခိုင်းကြသေးပြီးတော့အိမ်တွင်းလုပ်ငန်းပေါင်း၁၁၀ခန့်ရှိရလို့သိရပါတယ်။ ဒါဆိုရင်တော့ဒီကနေ့အတွက်အဓိကအကြောင်းအရာဖြစ်တဲ့တပိတ်ချင်းမျိုးနယ်အတွင်းမှာတရှိတဲ့နတ်ဖွဲ့ထားတဲ့ယန္တနာတွင်ကြီးအကြောင်းကိုဆက်ကြရအောင်ပါရှင်။အလွယ်လီနဲ့ခြေတရုနေပြောပြမယ့်တွင်ကြီးကိုယန္တနာတွင်ကြီးလို့ပဲခြေတရုခေါ်လိုက်ကြရအောင်ပါ။အမှန်တကယ်တော့တဘာဝအတိုင်းဖြစ်တည်နေတဲ့လူတွင်ကြီးတစ်ခုပဲဖြစ်ပါရယ်။ဒီတွင်ကြီးထဲမှာဆိုရင်တော့ကျောင်းမြတ်ယန္တနာမျိုးစုံနဲ့ပြည့်နေလို့နေပါရယ်။ တွင်စီရဲ့နေရာအထိအကျအကိုပြောရမယ်ဆိုရင်တော့တပိတ်မြို့နယ်ကြောက်ကြီးရွာရဲ့အရှိတ်မှာတည်ရှိပါတယ်။ကြောက်ကြီးရွာဆိုတာကကြောက်ကြီးနီးပညာတဲရဲ့ဘေးဘက်မှာတည်ရှိတဲ့ရွာတစ်ရွာပါ။အဲဒီနားမှာရှိတဲ့ဒေသတစ်ဝိုက်ဟာရွှေငွေတယံဇာတ်ကျောင်းမြတ်ယန္တနာတွေများစွာထွက်ရှိတဲ့ယန္တနာနယ်မြေတစ်ခုပဲဖြစ်ပါတယ်။တပိတ်ချင်းနယ်အတွင်းကနေထွက်တဲ့ဗဒမြားနီလာတို့ကဝါဖြူတောင်ကျောက်လို့လူသိညာကြပါတယ်။ ကြောက်ကြီးနေပညာချက်ကိုတည်ထားရခြင်းအကြောင်းကလည်းယူရီနီယံအထွက်ပဲတည်ထားတာလို့ပြောကြပါရယ်ကြောက်ကြီးနေပညာချက်ရဲ့ဝင်ပေါက်နားမှာရှိတဲ့ကြောက်ကြောကြီးဟာနီလာကြောက်ကြောကြီးဖြစ်တယ်လို့လည်းကြောက်ကြီးရွာရဲ့ရှေ့မီနောက်မီလူကြီးတွေရဲ့ပြောစကားအရသိရပါရယ်လူကြီးတွေရဲ့ပြောစကားအရတနေ့မှာကြောက်ကြီးရွာကနေမုတ်ဆိုးကြီး6ယောက်ကတောလေထွက်လို့လာခဲ့ကြပါရယ်မုတ်ဆိုးတွေကသူတို့ရွာရဲ့အရှိတ်ဘက်တောလိုက်ထွက်ကြတာပဲဖြစ်တဲ့အရင်တုန်းကကြောက်ကြီးရွာဆိုတာက တော်ကြီးမြက်မဲအင်မတန်အုံးမကြောက်ဖို့ကောင်းလာပါတယ်။ကျွန်းပင်နေပရောက်ပင်နေလည်းအယံကိုပေါများလာပါတယ်။အခုအချိန်မှာတော့လူတွေရဲ့မစင်မချင်းခုတ်ထွေမှုတွေတစ်ထုတ်လုံးမှုတွေအပြင်စီကံမရှိမှုတွေကြောင့်တော်မီလောင်မှုတွေဖြစ်ပွားပြီးတော့ ကာလန်ဘီတဝိုင်းမှာတော့တောင်ကတုံးနေပဲချန်ရှိနေပါတော့တယ်ဒီလိုနဲ့တောလဲထွက်လာရင်မုတ်ဆိုးကြီး6ယောက်ကမျက်စိလဲလမ်းမသွားခဲ့ကြပါတယ်လမ်းပြောက်ရှာဖွေရင်းနဲ့ကျောင်းမြေရတနာမျိုးစုံတွေဖြစ်နေတဲ့လူတွင်ကြီးတစ်ခုကိုအန်အောစွာနဲ့တွေ့လိုက်ရပါတယ်တွင်ကြီးတစ်ခုလုံးဟာဆိုရင်ဖြစ်ရတနာရီနဲ့ဖြစ်နေတာကြောင့်မဲမောင်နေတဲ့တောကြီးနဲ့ကြီးရဲမှတောင်းမှအယောင်အဝါတွေလင်းလက်နေတယ်လို့သိရပါတယ် အဲ့ဒီနယ်ဘက်ကမုံဆိုးရီကကျောင်းမြတ်ရတနာတယံဇာတနယ်မြေမှာနေထိုင်သူတွေဖြစ်ကြတဲ့အတွက်ကြောက်အကြောင်းတွေကိုအတန်အသင့်နားလည်တက်မြောက်ထားကြပါတယ်။မုံဆိုး6ယောက်ကလည်းရတနာတွင်စီးရအနေအကောင်းဆုံးဖြစ်နိုင်မဲ့ကြောက်တွေကိုရွေးချယ်ပြီးနေရာဒေသကိုသတ်မှတ်ထားခဲ့ကရွာကိုပြန်လာကြပါတော့တယ်။ဒါပေမဲ့လည်းမုံဆိုးရီကသူတို့ကိုယ်တိုင်တည်ယူလာခဲ့တဲ့ကျောင်းမြတ်ရတနာတွေကိုနေထိုင်ရာစီကိုတည်လာရင်းလန်ခုလက်မာတင်တည်ယူခြင်းစိတ်မရှိလောက်အောင်ကိုလေးလံလာခဲ့ပါတယ်။ သူတို့တွေကလည်းဆက်လက်သေယူဖို့အားမရှိတော့တာကြောင့် ရရနာရီကိုနှမျောတက်သားစွာနဲ့လွတ်ပစ်ခဲ့ကြရပြီးတော့နောက်ဆုံးမှာတော့နီလာကြောက်တုံးသာသူတို့လက်ထဲကျန်ခဲ့ပါတော့တယ်။မောင်ရင်ပြိုးစားအချိန်မှာပဲသူတို့တွေရွာစီကိုပြန်ရောက်လာခဲ့ကြပါတယ်။နောက်ဆုံးပြန်ရောက်ချိန်ချမှတေးလိုက်ရတာကတော့သူတို့မျက်စိလဲလမ်းမနေတာကသူတို့ရွာရဲ့ခေါင်းရင်းဘက်မှာတရှိတဲ့တောင်ပေါ်မှာဖြစ်နေရဆိုတာပါပဲ။ဒါကြောင့်ချက်ချင်းပဲသူတို့တွေကတောင်ပေါ်ကိုတဖန်ပြန်လဲသွားပြီးတော့ရရနာလူတွင်းကြီးကိုထက်မှန်ရှာဖွေခဲ့ကြပေမဲ့မတွေ့ကြတော့ပါဘူး။ သူတို့အရင်အဲ့ဒီ twin ကြီးကိုရောက်ဖူးသူတွေရှေးလူကြီးတွေပြောပြတာကတော့အဲ့ဒီ twin ကြီးကိုခွေးနဲ့တည်းစောင့်ရှောက်တာပါတဲ့တစ်ခေါက်ပြန်ရောက်ချင်တယ်ဆိုရင်ခွေးနဲ့တည်းကိုပူဇော်ပါသရမယ်လို့ဆိုပါတယ် twin ကြီးကိုတွေ့ရှိခဲ့တဲ့မုတ်ဆိုးကြီး6ယောက်ကတော့ အခုချိန်မှာဆိုရင်တော့တယောက်တာကြန့်ရှိတော့တာပါ။ကြောက်ကြီးနဲ့ကြောက်ကြီးရွာကလည်းအခုချိန်ထိနေလာပရံများမျိုးစုံထွက်နေစေဖြစ်ပါရင်ကြောက်ကြီးရွာထိလိုင်းရောက်လေလာသူတွေရှိတယ်လို့လည်းသိရပြီးတော့စူးစမ်းလေလာလိုသူတွေလည်းသွားရောက်ကြည့်ရှုလို့ရတယ်လို့သိရပါရဲ့ရှင်။အခုတင်ဆက်ပေးသွားတာကတော့တပိတ်ချင်းနေကန်နေပြောင်းလဲရှိကြတဲ့ရတနာပေါင်းစုံထွက်တဲ့အတွင်းကြီးအကြောင်းပဲဖြစ်ပါရင် တချို့ကလည်းရာဇဝင်ပုံမြင်ပါဆက်ပြောလေးအိယာဝင်ပုံမြင်နေလို့ဆိုကြပြီးတော့တချို့နေကန်တွေကလည်းတကယ်ရှိရလို့လည်းဆိုကြပြန်ပါတယ်ပရိသတ်ကြီးတို့ရောဘလို့ထင်မြင်ယူဆလဲဆိုတာ comment box မှာမှတ်ချက်ပေးပြီးတော့ဆွေးနွေးပေးခဲ့ကြပါဦးဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်